စီးရီးယားပဋိပက္ခအတွင်လူသေဆုံးမှုတထောင်ကျော်အထိမြင့်တယ်လားစီးရီးယားနိုင်ငံမှာလက်တလုံးဖြစ်ပေါ်နေတဲ့ပဋိပက္ခအတွင် လူသေဆုံးမှုအရေအတွက်ကတထောင်ကျော်အထိမြင့်တယ်လားလဲလို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်စီးရီးယားတမရဟောင်းအာဆက်ကိုတစ္ဆာခံဆဲဖြစ်တဲ့တိုက်ခိုက်ရေးသမားအချို့ကလက်ရှိအစိုးရတာဝန်ယူထားတယ် အာမက်အရှောင်းရရဲ့အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကိုပြီးခဲ့တဲ့မတ်လ6ရက်မှာတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းပဋိပက္ခစတင်လာတာပါပြီးခဲ့တဲ့နှစ်ရက်အတွင်းစီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေကကန်ယူရန်ဒေသတရှောင်းမှနေထိုင်ကြတဲ့အာလာဝိုက်အရတားယာနေချီကိုတပ်ဖြတ်ခဲ့တယ်လို့အစိုးရခံထားရပါတယ်အာလာဝိုက်လူမျိုးစုတွေဟာ ဆီးရီးယားတမရဟံအာဆက်ကိုထောက်ခံတဲ့အတိုင်းဝိုင်းဖြစ်ပြီးလက်ရှိမှာတော့အာလာဝရာနဲ့ချီအိုးအိမ်စုခွာထွက်ပြေးနေရတယ်လို့သိရပါတယ်။ပြည်တဲ့အခြေဆိုင်ဆီးရီးယားလို့အခွေရေးစောက်ကြည့်လေ့လာရေးအဖွဲ့ SOHR ရဲ့လေ့လာချက်တွေအရပြီးခဲ့တဲ့နှစ်ရက်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်အရတား945ဦးခန့်တေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်လက်ရှိဆီးရီးယားအစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်125ဦးနဲ့ အားဆက်လိုလားတဲ့တိုက်ခိုက်ရေးသမား148ဦးလည်းတေဆုံးခဲ့တယ်လို့ SOHR ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ SOHR ကိန်းကနတ်နဲ့ပတ်သက်ပြီးတိကျတည်ပြုံနိုင်ခြင်းတော့မရှိသေးဘူးလို့သတင်းဌာနများစုကထည့်သွင်းဖော်ပြထားပါတယ်။လက်ရှိဖြစ်နေတဲ့ပဋိပက္ခဟာပြီးခဲ့တဲ့တီစင်မာလာတုန်းကအာဆက်အစိုးရကိုဖျောက်ချခဲ့ပြီးတဲ့နောက်ပိုင်းအစိုးရဆုံးပဋိပက္ခလည်းဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေအသွင်မှုကြောင့်အန်တိုနီယိုဂူတာရက်ကစီးရီးယားမှာလက်ရှိဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုအလုံးကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီးအရက်သားတွေကိုကာကွယ်ပေးဖို့နဲ့ရန်လိုမှုတွေရပ်တန့်ဖို့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအလုံးကိုတောင်းဆိုထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။